S P A R R O W Sparrow တတမီမီတို့ရေဒီနေ့တတမီမီတို့ကိုပြောမယ့်အကောင်လေးကတော့စာကလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။စာကလေးတွေကတော့တတမီမီတို့အရင်းနှီးသားအကောင်လေးတွေဖြစ်မှာပါ။နေ့တိုင်းအိမ်ပြင်မှာပစ်ချီပစ်ချီနဲ့လာလာအော်ဒါတဲ့အကောင်လေးတွေဆိုတော့တတမီတို့အမြဲတမ်းမြင်တွေ့နေကြအကောင်လေးတွေပဲနော်။ကဲစာကလေးတွေကလူတွေနဲ့အတူတူနေထိုင်တတ်တဲ့ငှက်ကလေးတွေဖြစ်ပါတယ်တဲ့။စာကလေးတွေကလူတွေနဲ့အတူတူနေရတာကိုကြိုက်နှစ်သက်တယ်။ ိမ်တွေအဆောက်အဦတွေရဲ့အမိုးအောက်တပင်အခက်တွေမှာအတိုက်လုံလေးရှိပါတယ်တဲ့အကောင်လေးတွေကတင်းငယ်ပြင်မဲ့အတန်ကတော့ကျဲပါတယ်တဲ့သူတို့ရဲ့ပချိပချိဆိုတဲ့အတန်လေးတွေကမနှက်စောစောမှလည်းကြားရလေးရှိပါတယ်တဲ့ညဘက်သူတို့အိတ်တန်းတက်တဲ့အချိန်တွေမှာလည်းကြားရလေးရှိပါတယ်တဲ့စာကလေးမှာအထီးတွေကပို့ပြီးတော့အတန်ကျဲကျဲနဲ့တဆင်းဆူတတ်ကြပါတယ်တဲ့ စာကလေးတွေအတောင်းမဟာတိုးတောင်းပေမဲ့စက္ကန့်အနည်းငယ်အတွင်းတနာရီကို -10 အထိမြန်မြန်ပြန်တန်းနိုင်ပါလေတဲ့စာကလေးတွေဟာစပားစိခြုံစေးတွေကိုစိုက်နှက်တပြီးသူတို့ရဲ့ကလေးငယ်တွေကိုကြွေးဖို့ပိုးမွှားကောင်လေးတွေကိုလည်းဖမ်းယူကြပါလေတဲ့စာကလေးတွေဟာအောက်စုလိုက်နေထိုင်တတ်ကြရဲ့သူတို့ဟာဆယ်ကောင်ကနေအကောင်20လောက်အောက်စုဖွဲ့နေထိုင်လေးရှိပါတယ်တဲ့ညဘက်မှာလည်းအတူတူစုပြီးအိတ်ဆက်ကြပါတယ်တဲ့ စာကလေးတွေဟာနှစ်နှစ်သုံးနှစ်အထိအသက်ရှင်နိုင်ပြီးတစ်နှစ်ကိုနှစ်ချိန်သုံးချိန်ဥဥတက်ပါလေတဲ့သူတို့ရဲ့အညိုရောင်အမွှေးအတောင်လေးတွေကချစ်စရာကောင်းပြီးတော့လူတွေရဲ့ဘေးမှာနေရတာကိုနှစ်သက်ကြပါလေတဲ့သူတို့ကိုကြက်ဟုအကံဆန်စီလေးတွေကျွေးပြီးမိတ်ဆွေလည်းဖွဲ့နိုင်ပါလေတဲ့ကဲစာကလေးတွေအကြောင်းကိုသိပြီဆိုတော့မိကွန်လေးတွေအတူတူဖြည့်ကြည့်အောင်နော်စာကလေးတွေကဘယ်လိုနေထိုင်တတ်ကြလဲ၁တကောင်နေနေတယ်၂နှစ်ကောင်နေနေတယ် တော့အုံစုဖွဲ့ပြီးနေတယ်။အုံစုဖွဲ့ပြီးနေရဆိုရင်တော့အဖြေလေးတွေမှန်ပါရင်နော်။ကဲနောက်ထပ်အကြောင်းလေးတွေကိုစပီနာထောင်ကြည့်ရအောင်။ Happy Slot